ကိုအရင်တင်သွင်းမှာပေါ့အခွန်200ရခိုင်နှုန်းသွန်ပြမည်ဟုထွန်းအပ်ခြင်းကြောင့်ဥရောပသမဂ္ဂ EU ဘက်ကတင်သွင်းလာတဲ့အရင်မှန်သမျှကိုတွင်းကော်အခွန်ခါ200ရခိုင်နှုန်းသွန်ပြကောက်ခံမှုစဉ်းစားနေကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရပ်ကချင်းချောက်ပြောကြားခဲ့ပါတယ်အစင်လာမဟာမိတ်တွေဖြစ်ခဲ့တဲ့အမေရိကန်နဲ့ EU တို့ဟာလက်တလုံးမှာတော့ထွန်းရဲ့အခွန်စည်းကြမ်းမှုမြင့်တင်တဲ့မူဝါဒကိုအကြောင်းပြုပြီးကုန်သွယ်ရေးစစ်ပွဲတစ်ခုအတွင်းကိုဆောင်းလာနေပါတယ် ထရာဟာတမရဖြစ်လာချိန်ကလေးကတရုတ်လိုမျိုးခါသည်ပြိုင်ဘဲတွေတမကပဲအိန္ဒိချင်းနိုင်ငံတွေနဲ့မဟာမိတ်နိုင်ငံတွေရဲ့တင်းကုန်တွေကိုပါအခွန်စည်းကျက်မှုတွေတတ်မှတ်ခဲ့ပါတယ်။ထရက်က EU ရဲ့တမ်မနီနဲ့အလူမီနီယံပို့ကုန်တွေကိုအမေရိကန်မှာ25ရာခိုင်နှုန်းအခွန်သုံးမြစ်စည်းကျက်ခဲ့ပြီးတဲ့နောက် EU ကလည်းလက်တော့ပြန်တဲ့အနေနဲ့အမေရိကန်လောက်ဝီစကီအရက်တွေ EU နိုင်ငံတွေစီတင်သွင်းရင်အခွန်90ရာခိုင်နှုန်းသုံးမြစ်စည်းကျက်ဖို့အစီအစဉ်လာခဲ့ပါတယ်။ မလ7ရက်နေ့မှာတော့ Truckan American Whiskey တွေကို EU ကအခွန်သိုးကောက်မယ်ဆိုရင် EU နိုင်ငံတွေစီကတင်သွင်းတယ် Wine အပါအဝင်အရင်မျိုးစားမှန်သမျှကို American ကအခွန်200ရာခိုင်နှုန်းသုံးပြည့်စီးကြမယ်လို့လည်းချိန်ချောက်ခဲ့တာဖြစ်ပါတယ် American Whiskey ပေါ်ပြင်မှတ်ထားတဲ့ EU ရဲ့အခွန်မူဝါဒဟာညစ်ပက်လွန်းတယ်လို့လည်း Truckan ဝေဖန်ခဲ့ပါတယ် နောက်ပြီး EU ရဲ့မူဝါဒတွေဟာရန်လိုပြီးနိုင်ထက်စင်းနေစံကြောင်းအမေရိကန်ဘော်ကရနိုင်တဲ့မြန်အမျက်ထုတ်ဖို့အတွက်သာ EU ကိုဖွဲ့စည်းထားခဲ့တာဖြစ်ကြောင်းလည်း Trump ကဆိုဆွဲခဲ့ပါတယ်။ EU ရဲ့ဥရောပကော်မရှင်ပြောရင်းဆိုခွင့်ရအရာရှိကတော့လက်ရှိတင်မာမှုတွေပိုဆိုးမလာအောင် အမေရိကန်နဲ့ EU ကြားဆွေးနွေးကြဖို့ရည်ရွယ်ကြောင်းပြောပါတယ်။တကယ်လို့ ထရတာသူချင်းချောက်ရဲ့အတိုင်းအခွန်စည်းကြံမှုတွေမြင့်တင်မဲ့ဆိုရင် EU ရဲ့ဝိုင်းလုပ်ငန်းတွေကိုအ धिक အထိခိုက်စေဖို့ရှိပါတယ်။ဥရောပကလည်းနှစ်စဉ်အမေရိကန်ကိုယူရို၄.၅ဘီလီယံဘိုဝိုင်းတွေတင်ဖို့လည်းရှိပြီးပြင်သစ်နဲ့အီတလီဝိုင်းတွေကအများဆုံးဖြစ်ပါတယ်။နောက်ပြီးနယ်သာလန်ရဲ့ဘီယာဈေးကွက်ကလည်းအမေရိကန်မှာဝင်ဆနေပါတယ်။ထရဒန်တကယ်ပဲ EU ရဲ့အရက်အသွင်းကုန်တွေကိုအခွန်ပမာဏလွန်ကျွန်းသုံးပြခဲ့မယ်ဆိုရင် ဈေးကွက်ပြက်ပြီး EU မှာအလုတ်ကင်ထောင်တောင်းချီဆုံးရှုံးရတဲ့အခြေအနေပါကြုံသွားနိုင်တယ်လို့စီးပွားရေးပညာရှင်တွေကသတိပေးထားပါတယ်။အမေရိကန်အစိုးရရဲ့ဗန်နိုင်းရေးဝန်ကြီးစကော့ဘက်ဆတ်ကတကယ်တမ်းကကုန်တွယ်ရေးစစ်ပွဲတစ်ခုစတင်လာမယ်ဆိုရင်အမေရိကန်ထံ EU ကအများကြီးပိုထိနာလိမ့်မယ်လို့လည်းချင်းချောက်ခဲ့ပါတယ်။ဒါပေမဲ့နှစ်ဖက်ကြားကပြဿနာဟာတကိတ်ကုံတွေရေးစစ်ပွဲကြီးအစ်စ်ထိရောက်လာနိုင်မလို့တော့ယုံကြည်ကြောင်းဘက်ဆက်ကပြောကြားထားပါတယ်။ မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။